မခိုင်လေးရဲ့ခင်မွန်ကိုခန့်နိုင်ဘလို့အခြေအနေနဲ့ပြန်လွတ်လာပြီလဲဆိုတာသိပြီးကြပြီလောက်ဟုတ်ပါတယ်ဒီမေကွန်းကဒီအပိုင်းအနုပညာလောကနဲ့ပြည်သက်တွေကြားထဲမှာရေပန်းအဆောဆုံးမေကွန်းတစ်ခုဖြစ်နေပါတယ်ရှင် 3နှစ်ဆိုတဲ့အချိန်ကာလတစ်ခုလုံးမိသားစုနဲ့ဝဲကွာနေခဲ့ရတဲ့ကိုခန့်နိုင်တယောက်ဘလို့အချိန်မျိုးနဲ့အိမ်ပြန်ရောက်လာတဲ့လဲမက်ခိုင်လီရဲ့မျောလင်းချက်တွေဘလို့အကောင့်ထဲပေါ်လာခဲ့တယ်လဲဆိုတာကိုဒီဗီဒီယိုလေးမှာအသေးစိတ်ပြောပြပေးသွားပါမယ်။ဇလန်ရဲ့အစကတော့လွန်ခဲ့တဲ့3နှစ်ကပါရှင်ဘရဒတ်တီရဲ့အချစ်တော်အများရန်တွတ်တွတ်လက်လက်နဲ့ပျော်ပျော်နေတတ်တဲ့မက်ခိုင်လီတို့မိသားစုစီကမမျောလင့်ထားတဲ့ကံကြမ္မာဇိုးကဝင်ရောက်လာခဲ့ပါတယ်။စီးပွားရေးလုပ်ငန်းရှင်တူဦးဖြစ်တဲ့သူမရဲ့ခင်မုံကိုခန့်နိုင်ကအเจ้าမျိုးမျိုးကြောင့်ဖန်ဆီးထိန်းသိမ်းခံလိုက်ရတဲ့အချိန်မှာ တာယာနေတဲ့မိသားစုဘဝလေးကရုတ်တရက်တိတ်ဆိတ်သွားခဲ့ရပါတယ်။အရင်ချင်းကစပီမခန့်လေးကဖခင်မရှိတဲ့အိမ်တိမ်မှာသမီးလေးစံထိတ်ထားဦးနဲ့အတူသားမီးနှစ်ယောက်ထဲအတင်းပြီးရုံးခံခဲ့ရတာပါ။ အနုပညာအလုပ်တွေလုပ်နေပေမဲ့မျက်နှာကပြုံးပြီးရှင်ထဲမှာတော့ခင်မွန်းတဲ့အတွက်ပူပန်နေရတဲ့နေရက်တွေကလည်းမနေ့လှပါဘူးဒီ၃နှစ်တာကာလအတွင်းမှာမက္ခိုင်လေးကမျောလင်းချက်ပေါင်းများစွာနဲ့ရှင်သန်ခဲ့ရတဲ့ရှင်နိုင်ငံတော်ကလူငင်းချမ်းသာခွင့်ပေးတဲ့အခါကြီးရက်ကြီးရောက်တိုင်းဒီတခါတော့ပါလာမလားဆိုပြီးမျောငင်းနေခဲ့ရတာပါပရိသတ်တွေမှတ်မိကြအောင်ပဲထင်ပါတယ်ရှင်ပြီးခဲ့တဲ့တကြံကာလတုန်းကမင်းသမီးနန်တာလိုင်းရဲ့ခင်မွန်ဦးစိတ်တီဟာပြန်လွတ်လာတုန်းကလည်းကိုခန့်နိုင်ပါမလားခဲ့ပါဘူး ဒရိုက်တာစတီးတို့ပြန်လွတ်လာတော့ကလည်းမခံလေးခမရကြံရင်နေခဲ့ရပါသေးတယ်ရှင် ူများတွေမိသားစုပြန်ဆောင်တဲ့အချိန်မှာကိုကငေးကြံရစ်ခဲရတဲ့ခံစားချက်ကဘလောက်တောင်နာကျင်စရာကောင်းမလဲနော်။ဒါပေမဲ့အမတ်ခံလေးကတော့ဇွဲမလျှော့ခဲ့ဘူးရှင်။ပဋ္ဌာန်းဒေသနာတော်တွေရွတ်ဖတ်ကုသိုလ်တွေပြုပြီးခင်မွန်းတဲ့ဘေးကင်းဖို့ဆုတောင်းမပြတ်ခဲ့ပါဘူး။ကဲအခုတော့ပြည်သက်တီတည်ချင်နေတဲ့ဘလို့အခြေအနေနဲ့ပြန်လွတ်လာတယ်လဲဆိုတဲ့အဖြစ်ကိုရောက်ပါပြီရှင်။လက်ရှိရပိုင်းအတွင်းမှာပဲနိုင်ငံတော်ကနေပုံမှန်905ကကြီးနဲ့အမှုဖွင့်ခံထားရတဲ့သူတွေပြစ်ဒဏ်ကြားခံနေရတဲ့သူတွေနဲ့ တိန်းရှောင်နေရသူတွေကိုလူသားချင်းစာနာထောက်ထားမှုအနေနဲ့အမှုပိတ်သိမ်းပေးခြင်းလူငယ်ချမ်းသာ권ပေးခြင်းတွေကိုပြုလုပ်ခဲ့ပါတယ်အင်းလိုလူငယ်ချမ်းသာ권စီးရင်ထဲမှာမခန့်လေးရဲ့ခင်မောကိုခန့်နိုင်လဲပဝင်လာခဲ့ပြီးအိမ်ပြန်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။မခန့်လေးကိုယ်တိုင်ကလည်းမျောနေနေရတဲ့နေ့ရက်လေးရောက်လာပါပြီ။ဆူတောင်းပြေးခဲ့ပါပြီလို့ပြောကြခဲ့သလုံး။ဒါဟာတရားဝင်လူငယ်ချမ်းသာ권ရဲ့ဂုဏ်သိက္ခာရှိရှိပြန်လဲလွတ်မြောက်လာခြင်းလည်းဖြစ်ပါတယ်။ ဒါအပြင်ဒီ၃နှစ်တာကာလအတွင်းမှာမခိုင်လေးရဲ့စိတ်ဓာတ်ကြန့်ခိုင်မှုကလည်းအလုံးအတွက်လေးစားတွေ့ယူစရာပါပဲနော်။အိမ်ထောင်ဦးစီးမရှိတဲ့အချိန်မှာမိသားစု တောင်းဝင်ကိုပခုံးပြောင်းထမ်းပြီးသမီးလေးစံထိတ်ထားဦးရှိရဲ့အတွက်မမမမတ်ရက်တည်ပေးခဲ့ပါတယ်။ပရိသတ်တွေရှိမှာဟာသာဗီဒီယိုလေးတွေတစ်တော့လေးတွေကိုတင်ပြီးအများနဲ့အပြုံးမပြတ်ဆက်ဆံတက်ပေမဲ့၊ကွယ်ရမှာတော့တောကမီးတွေနဲ့ဘလောက်တောင်ပူလောင်ခဲ့ရမလဲဆိုတော့တွေးကြည့်ရင်ရင်းနေမကောင်းစရာပါ။ ကိုရဲ့ဝမ်းနည်းမှုကိုအလုပ်ထဲမှာမြှောက်နှံပြီးအနှွေပြညာအလုပ်တွေကိုတဆိုင်မမတ်လုပ်ခိုင်းခဲ့တဲ့သူမရဲ့ professional စံမှုကြောင့်လည်းအခုလိုပြန်ဆောင်စည်းတဲ့အချိန်မှာပရိသတ်တွေကပိုပြီးဝမ်းသာပေးနေကြတာဖြစ်ပါတယ်။နောက်ဆုံးမှာတော့မခိုင်လေးရဲ့တီးခန့်ဆောင်ဆိုင်မှုနဲ့မြစ်တာတရားတို့အောင်ပွဲခံသွားခဲ့ရပါပြီ။ အဖေတမျောမျောဖြစ်နေတဲ့သမီးလေးဆန်ထိတ်ထားဖို့အတွက်လည်းအပျော်ရွှင်ရဆုံးနေ့ရက်တွေဖြစ်လာမှအသေးချပါပဲနော်။အနှွေပညာလောကသားတွေနဲ့ပရိသတ်တွေကလည်းကိုချင်းစာစိတ်နဲ့ထပ်တူဝမ်းသာပေးနေကြပါတယ်။သုံးနှစ်ဆိုတဲ့အချိန်ကကြာပေမဲ့အဆုံးသတ်လှခဲ့ပြီမလို့မခန့်လီတို့မိသားစုရှေ့ဆက်မဲ့ခီးလမ်းမှာပျော်ရွှင်စရာတွေပဲကြုံတွေ့ပါစီလို့ဆုတောင်းပေးလိုက်ပါတယ်။ဒီသတင်းကိုကြားရတဲ့ပရိသတ်တို့အနေနဲ့ရောမခန့်လီတို့မိသားစုအတွက်ဘလုံးဝမ်းသာစကားလေးတွေပြောပေးခြင်းလဲဆိုတော့ comment မှာရေးသားပေးခဲ့ပါအောင်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။